ဤကိုမောင်မတို့ပါသာရီအတူတကွလက်တွဲပူးပေါင်းပြီးတော့ငင်းချမ်းရေးအတွက်ဆောင်ရွက်ကြဖို့အရန်အရေးကြီးတဲ့အကြောင်းကက်သလစ်သာသနာတော်ကြီးကခံယူပါတယ်ကက်သလစ်ခရစ်ယာန်တွေအနေနဲ့အခြားဘာသာဝင်တွေနဲ့တွေ့ဆုံနီနောဖလေအတူတကွလက်တွဲကြပြီးတော့ခရစ်ယာန်ယုံကြည်ခြင်းနဲ့ခရစ်ယာန်ဘဝအသက်တာကိုတည်တည်ခံကြဖို့ဘာသာတရားပိုင်းဆိုင်ရာဥကျင်တရားပိုင်းဆိုင်ရာတန်ဖိုးတွေကိုမြင့်တင်ပေးကြဖို့ ရင်ချမ်းရေးအတွက်ဆောင်ရွက်နေကြတဲ့သူတွေအားလုံးနဲ့ပူးပေါင်းပြီးတော့ရင်ချမ်းရေးအတွက်တောင်းခံကြဖို့ရင်ချမ်းရေးတကယ်လက်တွေ့ရှိလာအောင်အကောင်အထည်ဖော်လှုပ်ဆောင်ကြဖို့ကက်သလစ်သာသနာတော်ကြီးကစာဂျွန်ဒေါ်နော့စထရာအီဒါတီနံပါတ်2မှာနဲ့စာဂျွန်ဒေါ်ဂေါဒီယုံအက်စပက်စ်နံပါတ်88တို့မှာတိုက်တွန်းထားပါတယ်ထို့ကဲ့သို့အတူတကွလက်တွေ့လှုပ်ဆောင်ကြဖို့ကပထမအဆင့်အနေနဲ့ဘာသာအသီးသီးကလူတွေ တရားကိုတရားပို့ပြီးတော့တိလာသိင်ကြပါတယ်တကယ်တမ်းတော့1964ခုနှစ်မှာပိုရဲမင်းကြီး Paul the Sis ပိုရဲမင်းကြီးရုံးတော်ဆရာဘာသာတရားများချင်းချင်းတွေးဆနီနောဖလှယ်ခြင်းကောင်းစီကိုဤထောင်ခဲ့ခြင်းရဲ့အဓိကဤစုချက်ကဘာသာမတူကြသူတွေတယောက်ကိုတယောက်ပုံမူတိလာကြပြီးတော့အပြန်အလှန်ယူတည်လေးစားခြင်းလက်တွဲဆောင်ရွက်ခြင်းတွေရှိလာစီဖို့ဖြစ်ပါတယ် ဒီဘာသာတရားများအချင်းချင်းတွေးဆုံနီးနောဖလှယ်ခြင်းပေါ်ရန်မင်းကြီးရုံးတော်ဆိုင်ရာကောင်စီ The Pontifical Council for Interreligious Dialogue နဲ့တရားမျှတခြင်းနဲ့ငြိမ်းချမ်းရေးအတွက်ပေါ်ရန်မင်းကြီးရုံးတော်ဆိုင်ရာကောင်စီ The Pontifical Council for Justice and Peace ဒီကောင်စီကခုကလူတွေကိုငြိမ်းချမ်းရေးအကြောင်းအသိပညာပင်ကြားပေးနိုင်ရန်ဂျိုးပန်လှုပ်ဆောင်သောအဖြစ်အခြားခရိယန်အသင်းတော်များနဲ့ အခြားဘာသာဝင်များနဲ့ UNESCO အဖွဲ့နဲ့ဘာသာတရားနဲ့ငြိမ်းချမ်းရေးကမ္ဘာညီလာခံ World Conference on Religion and Peace စတဲ့အဖွဲ့အစည်းတွေနဲ့လက်တွဲလှုပ်ဆောင်ရဲ့ရှိနေပါတယ်။အဲဒီလိုလှုပ်ရှားမှုတွေကိုပုံရံမြင့်ကြီးတွေကအစဉ်တစိုက်အရန်ကို အားပေးခဲ့ကြပါတယ်။ဒီချက်ကို1992ခုနှစ်ကမ္ဘာငြိမ်းချမ်းရေးတွေအတွက်အမှာစကားမှာပုံရံမြင့်ကြီးကရှင်းရှင်းကြီးကြီးသားဖော်ပြခဲ့တယ်။ အတိတ်သမိုင်းရာစုနှစ်များတခြားဖြစ်ပေါ်ခဲ့တဲ့မြောင်များလားဆိုတော့တန်ရာမျိုးတွေထက်မှန်ပြီးတော့မဖြစ်ရလျောင်နဲ့ယနေ့ထိတက်တိုင်ကြံရှိနေသေးတဲ့ထိုကဲ့သို့သောတန်ရာတွေမကြမီပြောက်ကင်းသွားရလေအောင်အခြားဘာသာတွေနဲ့ထိတွေ့ဆက်ဆံခြင်းအခြားခရိယန်အသင်းတော်များနဲ့တွေ့ဆုံနှီးနှောဖလှယ်ခြင်းပြုဖို့ကမဖြစ်မနေပြုလုပ်ကြရမယ့်လမ်းတစ်ခုဖြစ်တယ် ယုံကြည်သူတွေငြိမ်းချမ်းရေးအတွက်အလုပ်လုပ်ကြရမယ်။ပို့ပြီးတော့ရေးကြည့်တာကမိမိရဲ့အတွင်းစိတ်နှလုံးသားမှန်ကန်တာကြောင့်အပြင်းပန်းအပြုတ်မှုအမှုရာမှာလည်းအမြဲတမ်းမှန်ကန်တဲ့အပြုတ်မှုအကျင့်အကြံအဖြစ်ဘဝတတ်တည်ခံခြင်းဖြစ်တယ်။တည်ငြိမ်ခြင်းဟိုဘက်ဒီဘက်အစွန်းမရောက်ဟန်ချက်ညီခြင်းမိမိကိုယ်ကိုထိန်းချုပ်ခြင်းနားလေပြည့်တဲ့ခြင်းခွင့်လွတ်ပြီးခြင်းရရောစိတ်စည်စနာရှိခြင်း ဒါတွေကမိမိတို့ရဲ့ပတ်ဝန်းကျင်ကလူတွေပေါ်မှာဘာသာတရားနဲ့လူမှုရေးအတိုင်းအဝိုင်းတွေပေါ်မှာရင်းချမ်းခြင်းကိုဖြစ်စေတဲ့လွှမ်းမိုးနိုင်စံကိုဖြစ်စေပါတယ်။တမန်မိတ်ဆွေညီကိုပေါ်မှာအရောက်စီတိုင်းဘေးရန်တွေမျိုးမျိုးမှ ကင်းလွတ်ပြီးကိုယ်ကာယကြီးကျန်းမာခြင်းစိတ်ငြိမ်ချမ်းခြင်းကျေးဇူးတော်များနဲ့အစဉ်ပြည့်ဝကြပါစေ။